ကျမနာမည်ကတော့ခွန်ညိုမြင့်သူဖြစ်ပါတယ်။အလက်ရှိမှာတပါက ISM ရဲ့ Kindergarten မှာတက်ရောက်နေရဖြစ်ပါတယ်ရှင်။အဓိကကျမတို့လက်ခံထားတာကကလေးတွေဒီအာဒီအစားတစ်ခုတည်းတော်နေလို့မရဘူး။ဘတ်စုံမှာပေါ့နော်။လူပီပဆိုတာကြီးပြင်းလာဖို့အရေးကြီးရပေါ့။အဲ့လိုလက်ခံထားတဲ့ ISM ရဲ့ programs တွေကဒီလက်တွေ့ဘဝမှာဘယ်လိုမျိုးနေထိုင်ရမလဲဆိုတဲ့ manners တွေရဲ့နောက်ပြီးတော့ဟိုကျမတို့ဒီ academic ဘိုင်းတွေရောပေါ့နော်။နှစ်ဖက်လုံးကိုအညီအမျှဆိုတာသင်ပေးတဲ့အတွက်ကြောင့်ရွေးချယ်ဖြစ်တာဖြစ်ပါတယ်။ကြိုက်လက်တကယ်ကြိုက်မိပါတယ်ရှင့်။မန်တိုင်းပြောရင်အမေတယောက်အနေနဲ့အเจ้าနေ င်ရွေးချယ်ရဲ့အခါမှာတော်တော်လေးကိုကောင်းစားတယ်ပေါ့နော်တစ်ဖက်ချမ်းမှာလည်းဒီအထိခိုက်သည်ဖြစ်မှာအရန်ဆိုးရိမ်မိရယ်ပေါ့နော်အဲ ISM မှာထားတဲ့အခါမှာဒီကြောင်းပိုင်းကလည်းအရန်ကိုကဲလုပ်ပြီးကလို့စာပိုင်းမှာဆိုရင်လည်းသူမလိုက်နိုင်တဲ့အရာတွေကိုတေချာရီကယ်ရီလုပ်ပြီးခေါ်သွားတာတွေ့ရတယ်ပေါ့နော် ာဆီယာမားတွေကလည်းတော်တော်ကြီးစိတ်ရှိပြီးတော့တသားတွက်တကယ်ကိုကဲလုပ်ပြီးတဲ့ environment ကိုဟိုကျမအနေနဲ့ထားလိုက်ရတယ်လို့ခံစားရပါတယ် emotional ဘိုင်းရဆိုရင်ကလေးတွေကိုသူ့အရွယ်လိုက် counselor နဲ့ထားပြီးတော့သူတို့လိုအပ်တဲ့ ီဆွေးနွေးမှုလေးပြုလုပ်ပေးတာရှိတယ်။နောက်ပြီးတော့တသားဆိုရင်ခုနပြောကျွန်မဖြေခဲ့သလိုပဲ reading နဲ့ writing တွေအားနည်းတဲ့ကလေးဖြစ်ရတဲ့အတွက်ကြောင့်သူက ESO ရဲ့ class တွေကိုတိတက်ခေါ်ပြီးတော့စိတ်ရှည်လက်ရှည်နဲ့ဒီအဆင်ပြေအောင်သင်ကြားပေးတယ်ပေါ့နော်။ဟိုပြီးတော့ဒီ ISM ကကြတော့ဒီကလေးတွေရဲ့ safety ဘိုင်းကိုလည်းအဓိကထားပြီးတော့ဟိုဦးစားပေးပြီးသူတို့လုပ်ပြရပေါ့အဲ့တော့ဒီကျွန်တော်ကလေးလိုမျိုးဒီ kindergarten ရွယ်ဒီ preschool ရွယ် elementary ရွယ်လေးတွေကြတော့ဒီသူတို့အတွက်အရင်အဆင်ပြေ တယ်ဒီ high school ဘိုင်းနေဆိုရင်လည်းဒီလူမှုရေးပြဿနာတွေပဲဖြစ်ဖြစ်သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာအကုန်လုံးကိုလမ်းမမရောက်တော့အောင်သူတို့ကအမြဲတမ်းဒီ counselor တွေနဲ့ဆွေးနွေးပြီးတော့ကလေးကိုဟိုကောင်းမွန်တဲ့ကလေးအနာဂတ်မှာဒီဒီလူကောင်းတယောက်ဖြစ်အောင်လူပီတာရဲ့လူတယောက်ဖြစ်အောင်ကြီးပြင်းလာဖို့တော့အများကြီးတင်တင်ကြားပေးတယ်အများကြီးထောက်ပံ့ပေးပါတယ်အဲ့တော့ကြာအကျွန်မတို့ကတော့ ISM ကတသတို့အရင်အဆင်ပြေတဲ့အကြောင်းလို့ထင်မိပါတယ်